UFC Flyweight Champion ကြီး Alexander Pantoja ကတော့စိန်ခေါ်သူ Joshua Ben ကို နောက်ကနေဖမ်းချုပ်ပြီးအလွယ်တကူငွေရယူသွားမယ်လို့ရေးတင်းစွာထုတ်ဖော်ပြောဆိုလာခဲ့ပါပြီ။ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာ ဖီယာပေးတဲ့ဇကလုံးတွေဟာ MMA ကမ္ဘာမှာထုံးစံလို့ဖြစ်ပေမဲ့ Champion တယောက်ရဲ့ဒီလိုပြောဆိုမှုဟာစိတ်ပိုင်းဆိုင်ရာအသာစီရယူဖို့နဲ့သူ့ရဲ့အသာချက်ကိုမိမောင်းထိုးပြဖို့ရည်ရွယ်တာလေးဖြစ်နိုင်ပါတယ်။ ပန်ဒိုဂျာက UFC Flyweight တန်းမာချန်ပီယံကပတ်ကာကွယ်ပွဲပေါင်းများစွာထိုးသက်ထားပြီးကပတ်ဆင့်ပြိုင်ဘက်ပေါင်းများစွာကိုအနိုင်ယူခဲ့ကသက်သေပြထားတဲ့ချန်ပီယံတယောက်လည်းဖြစ်ပါတယ်။ဂျိုရှွဘန်ကတော့ UFC မှာလင်းမြန်စွာတိုးတက်လာနေတဲ့လူငယ်ကျေပွင့်ဖိုက်တာတဦးဖြစ်ပြီးပန်ဒိုဂျာရဲ့အစင်တန်းထိရောက်ဖို့ပွဲတွေ့ကြုံတွေတော့များစွာလိုအပ်နေသေးတာဖြစ်ပါတယ်။ဒါပေမဲ့ဂျိုဝိုင်းအတွင်းမှာတော့ဘာမှမဆိုဖြစ်သွားနိုင်တာပြိုင်ပွဲတွေရဲ့ထုံးစံဖြစ်ပါတယ်။ ပန်ဒိုဂျာက UFC Flyweight တန်းမှာအပြောင်မြောက်ဆုံးဘရာဒီဂျိုဂျစ်စုကစားနီကိုပိုင်ဆိုင်ထားတဲ့ Fighter 2ဖြစ်ပါတယ်။ Joshua Ben က Strike ဘိုင်းမှာတော်ပေမဲ့ပန်ဒိုဂျာရဲ့မြေပြင်ဖမ်းချုပ်မှုအဆင့်ကိုတော့မဆန်းသက်ရသေးပါဘူး။နောက်ကနေဆွဲချုပ်ပြီး Rear Naga ချုပ်ဟာပန်ဒိုဂျာရဲ့အဓိကလက်နက်ဖြစ်တာကြောင့်သူကဒီနည်းနဲ့အနိုင်ယူဖို့အယုံကြည်ဆုံးဖြစ်နေတာလည်းဖြစ်ပါတယ်။ ဂျောရှွာဘန်ကလည်းချန်ပီယံပန်တို့ကြားနေနဲ့ ground game ပဲလာလာ stand by ပဲဆော့ဆော့အကောင်းဆုံးပုံစံနဲ့တုံ့ပြန်ပြီးသူကြီးမှန်းထားတဲ့ချန်ပီယံကပဲကြီးကိုအရယူသွားမယ်လို့ကြုံဝါထားဘူးတာပါ ချန်ပီယံပန်ဒိုဂျာနေနဲ့ဂျော့ရှွာဘန်နဲ့ပွဲစဉ်ဟာငွေချာရလွယ်ကူတဲ့ပွဲစဉ်လို့ပြောဆိုခြင်းအပြင်စင်ကိုသူဂျော့ရှွာဘန်ပေါ်စိတ်ပိုင်းဆိုင်ရာဖိအားတက်ရောက်စေပြီးဂျော့ရှွာဘန်ကိုပွဲတွင်းမှာအမလုံးမိစေရန်ရွယ်ချက်ရှိရှိ ပြောဆိုလိုက်ခြင်းလည်းဖြစ်ပါတယ် ။ MMA လောကမှာတော့အီဒီမန်နီလို့ပြောပြီးမထင်မှတ်ပဲရှုံးနေသွားတဲ့ဖြစ်ရပ်တွေများစွာရှိပါတယ်။ဖိုက်တာတွေအနေနဲ့မိမိကိုယ်ကိုယုံကြည်မှုလွန်ကဲပြီးပြိုင်ဘက်ကိုထင်သေးတဲ့စကလုံးတွေပြောတဲ့အခါ MMA ကော့တွေကအပြစ်ပေးတတ်တဲ့ဆိုတဲ့အယူဆတွေရှိပါတယ်။ဂျော့ရှွာဘန်ရဲ့မွေးရပါဇွဲတတိအလဲထိုးနိုင်စွမ်းဟာပန်ဒိုဂျာကိုအမှပြုလို့စေပြီးထိခိုက်စေနိုင်ပါတယ်။ မြန်မာကိုသားပြုချင်းတိုင်းသားဖိုက်တာလေးဂျော့ရှော်ဘန်ကနဗန်းခံနိုင်စွမ်းကိုပွဲစဉ်တိုင်းမှာတိတိတသားတိုးတက်လာအောင်လေ့ကျင့်ပြသနေတာလည်းဖြစ်ပါတယ်။ဂျော့ရှော်ဘန်ရဲ့ပွဲစဉ်မှာပန်ဒိုဂျာကမြေပြင်ဆွဲချဖို့အကြိမ်များပြားစူးစမ်းလာမှာဖြစ်ပြီးအကယ်၍ဂျော့ရှော်ဘန်ဘက်ကအကြိမ်ရင်းများစုကိုကာကွယ်နိုင်ခဲ့မယ်ဆိုရင်ပန်ဒိုဂျာစွမ်းအင်ကုန်ခန့်ပြီးအန်ဒီနဲ့ရင်ဆိုင်သွားရနိုင်ပါတယ်။ နောက်ပြီးချန်ပီယံပန်တိုဂျာရဲ့ပြောဆိုချက်ပေါ်ဂျိုရှွာဘန်ကရင်ကျက်စွာတုံ့ပြန်လာခဲ့ပါတယ်။ဂျိုရှွာဘန်ကပွဲမတိုင်မီကလေးကပန်တိုဂျာဟာသူ့ကိုမြေပြင်ဆွဲချဖို့စ조사လာမယ်ဆိုတာကိုသိပြီးသားဖြစ်ပါတယ်။ဒါဟာသူ့ရဲ့အဓိကအာယုံဆိုင်ပြင်ဆင်ရမယ့်ကိစ္စဖြစ်တယ်လို့ဆိုပါတယ်။ပန်တိုဂျာရဲ့ Easy Money လို့ပြောဆိုလိုက်တဲ့ဇကားဟာဂျိုရှွာဘန်အတွက်ပိုပြီးတွန်းအားဖြစ်စေပြီးပွဲတွင်းမှာပိုပြီးအာယုံဆိုင်ကအစွမ်းကုန်စ조사ဖို့လှုံ့ဆော်မှုဖြစ်သွားနိုင်ပါတယ်။ ဂျော့ရှာဘန်ကပန်ဒိုဂျာကိုလူသားတယောက်အနေနဲ့လေးစားပေးမယ်။တန်တကာဝိုင်းတွင်းမှာတော့လေးစားမှုပေးမှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။ဒါပန်ဒိုဂျာရဲ့ဖိအားပေးမှုကိုခံမနေပဲကိုယ့်ရဲ့တိုက်ခိုက်မှုဟန်စတော့ကီဘိုင်းနဲ့ကစားသွားမယ်ဆိုတဲ့သဘောကို ပြသနေတာမျိုးလည်းဖြစ်ပါတယ်။ဒီကောင်ချုပ်အနေနဲ့သုံးသက်ရမယ်ဆိုရင်ချန်ပီယံပန်ဒိုဂျာရဲ့ပြောဆိုချက်ဟာသူ့ရဲ့တိုက်ခိုက်ရေးဖြူအားကိုရှင်းရှင်းလင်းလင်းပြသလိုက်ခြင်းလည်းဖြစ်ပါတယ်။ သူဟာစောပိုင်းမှာမြန်မာလူငယ်လေးရဲ့လင်မြန်တဲ့လက်သေးနဲ့မထီအောင်အာယုံစိုက်ပြီးအခွင့်အရေးရတာနဲ့ဂျော့ရှော်ပန်ကိုမြေပြင်ဆွဲချကချုပ်ကင်မှုစ조사လာမှာပါဒါပေမဲ့ဂျော့ရှော်ပန်ရဲ့လင်မြန်တဲ့တိုးတက်မှုနှုန်းတိုက်စစ်ဆင်ဆွမ်းအားနဲ့ခန္ဓာရေးဆွမ်းအားတို့ကြောင့်ဒီပွဲဟာပန်တို့ကြအတွက်သူထင်သလောက်လွယ်ကူတဲ့ပွဲစဉ်မျိုးဖြစ်လာမှာတော့မဟုတ်ပါဘူးဒီပွဲဟာချန်ပီယံပန်တို့ကြအတွက်စမ်းသပ်မှုကြီးမားတဲ့ပွဲစဉ်မျိုးလေးဖြစ်ပါတယ် ဒါကြောင့်ချန်ပီယံပန်တို့ကြောင့်နိုင်ယူပြီးသမိုင်းသည့်ရေးထိုးမယ်လို့ပြောဆိုထားတဲ့ဂျော့ရှွာဘန်ကိုကျွန်တော်တို့အားပေးလိုက်ကြရအောင်ဗျာကြည့်ရှုနားဆင်ခဲ့တဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ